တောပိုးစားရခြင်း၏အဓိကအကြောင်းရင်းများတောပိုးစားရခြင်း၏အဓိကအကြောင်းရင်းမှာတကြားဘက်တီးရီးယားနှင့်သွားတိုက်ရန်ပြက်ကွက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။တကြားပါသောအစားအစာများကို စားတော့ပါကဘက်တီးရီးယားများကတကြားကိုအဆစ်အဖြစ်ပြောင်းလဲပြီးသွားကြွေလွှာကိုတိုက်စားပါသည်။ဘက်တီးရီးယားများသည်သွားမျက်နှာပြင်ပေါ်တွင်စုပုံကအဆစ်ထုတ်လုပ်ပြီးတောပိုးစားစေပါသည်။ သွားမှန်မှန်မတိုက်ပါကဘက်တီးရီးယားနှင့်တကြားဓာတ်များစုပုံလာပြီးသွားပိုးစားခြင်းကိုဖြစ်စေပါသည်။သွားပိုးစားခြင်းကိုကာကွယ်ဖို့အတွက်နေ့စဉ်သွားတိုက်ခြင်း၊သွားကြားထိုးခြင်း၊တကြားလျှော်စားခြင်းနှင့်သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပါကျန်းမာသောသွားများဖြင့်ပြုံးနိုင်ကြပါစေ။ကြားပါတော့အစားအစာများစားပြီးပါကသွားတိုက်ဖို့မမေ့ပါနဲ့ သွားပိုးစားခြင်းကို ကာကွယ်ဖို့အတွက်သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်းသည်အရေးကြီးပါတယ်။တစ်နှစ်ကိုနှစ်ကြိမ်သွားဆရာဝန်နှင့်စစ်ဆေးပါ။သွားဆရာဝန်မှတင့်တော်သောသွားတိုက်ဆေးသွားကြားထိုးနှီးများကိုအကြံပြုပေးနိုင်ပါတယ်။သွားဆရာဝန်မှသွားချေးနှင့် ကြောက်တီခြင်းကိုဖယ်ရှားပေးပြီးသွားကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ သွားပိုးစားခြင်းကိုကာကွယ်ဖို့အတွက်နေ့စဉ်သွားတိုက်ခြင်းသွားကြထိုးခြင်းတကြားလျှော်စားခြင်းနှင့် သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပါကျန်းမာသောသွားများဖြင့်ပြုံးနိုင်ကြပါစေဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သွားကျန်းမာရေးကိုဂရုစိုက်ပြီးကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ